မင်္ဂလာပါကျွန်တော်တို့ဆိုင်ကနေပညာဆွေးနွေးစာသင်များပေးရှင်မှာခတ်မှုဆွေးဖြစ်ပါတယ်။ခုပေါ်တော့မပြောချင်တာလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုဒီမလည်းအများနဲ့ပြောတယ်ပေါ့နော်စာရေးရေးတယ်ဗီဒီယိုတွေလုပ်တယ်။အဲအဲ့ဒီနေရာမှာလဲအဓိကကျွန်တော်လုပ်ပြီးဖြစ်တာက knowledge ပိုင်းနေပေါ့နော် user တွေအတွက်ပဲဖြစ်ဖြစ်ဒါပြင်ကျင်တဲ့ ညီကိုတွေဘာလို့ဒါဆက်ဆရာလှုပ်ရှင်တဲ့ညီကိုတွေအတွက်ပဲဖြစ်ဖြစ်အဲကျွန်တော်အဓိက knowledge ပိုင်းတွေကိုပဲပြောပြတာများတယ် user တွေဆိုလို့ရှိရင်လည်းဘာတွေဖြစ်တတ်တယ်ဘယ်လိုတွေ use ဆက်ရမယ်လိမ့်လာတဲ့ညီကိုတွေဆိုလို့ရှိရင်လည်းပညာတွေကိုဘယ်လိုလိမ့်လာသင်ယူရမယ်ပေါ့နော်ဒါမျိုးလေးတွေကိုပဲပြောပြဖြစ်ပါတယ်ဟိုအဲ့ဒါတွေဘာကြောင့်ဒါတွေကိုပဲအဓိကပြောပြလဲဆိုလို့ရှိရင်အဓိကအတွေးအခေါ်ပိုင်းတွေကိုရသေးချင်တာပါအဲတွေးတော့ခေါ်တတ်သွားပြီဆိုလို့ရှိရင်ကျန်တဲ့အပိုင်းတွေကတိတ်ပြောစရာမလိုဘူးပေါ့နော် ဟိုဘာကိုဘလို့ပြင်လဲဒါကိုဘလို့ပြင်လဲဆိုတဲ့ဟာမျိုးတွေကဟို Twitter ခေါ်တတ်သွားပြီးပညာတွေကိုလိမ့်လာတတ်သွားပြီးဆိုတာတွေကတိတ်ပြော့ပြတ်ကြမလို့ဘူးပေါ့နော်ဒါကြောင့်လည်းအဓိကကတော့အတွေးခေါ်လေးတွေကောင်းစေခြင်းလို့အဲပြီးတော့ဟိုမတူဘူးပေါ့နော်ဘာလို့မတူဘူးလဲဆိုတော့ဆက်စရာတယောက်ဖြစ်ရှင်တယ်ဆိုလို့ရှိရင်လည်းဟိုစက်တွေပေါ်ကြည့်တဲ့ရှုထောင်ခြင်းအားစပြီးတော့အဲမတူကြဘူးပေါ့နော်မတူကြဘူးဆိုတာအဲတာမန် user တယောက်ကြည့်တဲ့အမြင်နဲ့ကိုကြည့်တဲ့ဟာနဲ့ မတူဘူးနော်ဆက်စရာတယောက်ကမျက်လုံးကအကုန်လုံးခြုံငုံပြီးတော့ဟိုကြည်တတ်တာမျိုးပေါ့နော် တွေးတတ်တာမျိုးဖြတ်ဆုံးဉာဏ်တွေဒါမျိုးတွေရသချင်းတော့ဒါကလည်းခက်တာပါအဲ့ဒါတွေကဟိုအတတ်နိုင်ဆုံးတော့ပြော့ပြတယ်အတွေးခေါ်လေးတွေထည့်ပြီးတယ်ပေါ့နော်ဒီလိုလေးတွေးတယ်ဆိုတာလေးကိုပြော့ပြတယ်ဒီလိုအခက်ခဲတဲ့ကြုံရင်ဒီလိုမျိုးလေးတွေးတယ်ဆိုတာပြော့ပြတယ်အဲဘလို့ဖြတ်ထုတ်ဉာဏ်လေးတုံးတယ်ဆိုတော့ပြောပြတယ်ကျန်တဲ့ဟာကြလေတိတ်သိမ်းပေးလို့မရတဲ့ဟာမျိုးတွေပေါ့ဒီလိုမျိုးဟာကြကျွန်တော်တို့တွေးထအောင်ပတင်းပေးလို့ရတယ်ဟိုအကုန်လုံးဟို ကြတော့ကိုယ်တိုင်ကျင့်ရမှာပေါ့နော်ကိုယ်တိုင်အလေးချင်းလောက်ယူမှရမယ်ဟာမျိုးတွေပြဒါတွေကပို့ပြီးတော့ခက်ခဲပါတယ်ဒီလိုဟာမျိုးတွေရသွားပြီဆိုရင်ကျန်တဲ့စာပေပိုင်းတွေကဟိုလွယ်တယ်လို့ပြောချင်တာတော့မဟုတ်ဘူးပေါ့နော်လိတ်လာတာပို့ပြီးတော့လွယ်ပါတယ်အခက်ခဲဆုံးကတော့အခြေခံတွေရဖို့ ਨੇ အခြေခံမှာရှိတင်တဲ့ knowledge တွေအမြင်တွေဖြတ်ထုတ်ဉာဏ်တွေတွတ်တွခေါ်တဲ့ပုံတွေဒါတွေကိုရေးကြည့်ပါပဲဒါတွေကြောင့်လည်းဒါတွေအများနဲ့ပြောနေရတာပါဒါတွေတိပါပြီဆိုကျွန်တော်တွေက ဟိုကျွန်တော်တော့သိပြောစရာမလိုဘူးเนาะကိုယ်တိုင်ရှာတတ်သွားပြီဆိုလိုင်းပေါ်မှာလည်းပြောပြနေတာအများကြီးရှိတယ်။အဲအဲ့ဒါဗီဒီယိုတစ်ပုဒ်ကြည့်ပြီဆိုလို့ရှိရင်လည်းဒီဗီဒီယိုကနေပြီးတော့ဟိုသူကဘယ်လို message တွေပေးနေတာလဲဒီဗီဒီယိုကနေပြီးတော့ငါတို့ဘာတွေယူသိမ့်လဲဆိုတာမျိုးတွေပါတွေ့တတ်သွားလိမ့်မယ်ပေါ့เนาะ။ဟုတ်ပါပြီအခုအရေးကပြောချင်တာကမိုးရွှင်းနဲ့ပတ်သက်ပြီးဆိုပြောချင်တာပါတတိထားဖို့လေးတွေပါ။မိုးရွှင်းပိုင်းရောက်လာပြီဆိုလို့ရှိရင်ဟိုဖြစ်တတ်တာလေပေါ့เนาะဒီ auto video clip တွေမှာဆိုရှင်ဘာတွေဖြစ်တတ်လဲဆိုလို့ရှိရင်ဒီ စမကီ ပြဿနာကြီးလဲကျုံရတတ်ပါတယ်ဘာလဲကျုံရလဲဆိုဟို remove မိုးမိတာမျိုးတွေရေဝင်ပြီးတော့ error တက်တာမျိုးတွေလဲကျုံရတတ်တယ်အဲအဲ့လိုမျိုးဖြစ်ပြီးဆို remove တက်ခဲ့လစ်ဝါတာမျိုးတွေလဲကျုံရတတ်တယ်နောက်တစ်ခုကဟို stack cloud တွေပေါ့နော် click 150လို့ဘီမျိုးတွေပေါ့အဖြစ်များတာတော့ click 150လို့ဘီမျိုးတွေဆိုလို့ရှိရင် stack cloud ရေဝင်တဲ့ပြဿနာတွေကျုံရတယ်ရေချောင်းဝင်တော့ပြန်ကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလဲအဆမတော်တော်တိုင်ပတ်တယ်ဟို125ကို ဟိုစပကီမှုတဲ့ဘေးကြတော့တိတ်ပြဿနာမရှိဘူးစတက်ကလို့ရေဝင်တာဟာလေဘာကြောင့်ပြဿနာမရှိဘူးလဲဆိုတော့တော့ဖွင့်လိုက်တယ်โอเคဆိုတော့စတက်ကကပူးနေတယ်ပေါ့နော်တော့ဖွင့်လိုက်တယ်အဲ့ချိန်ကြီးပြဿနာမရှိဘူးတော့ဖွင့်တယ်ပြီးတော့ brake ဆွဲလိုက်တယ်ပေါ့နော်အဲ sweet brake switch မိသွားတဲ့အချိန်မျိုးမှာဆက်ထနိုးတယ်သူ့ system ကိုပါပြီးသားဖြစ်တယ်ပေါ့နော်ဒီဟိုသူ့မှာလည်း relay တွေပါတယ် structure ချင်း relay တွေလည်းပါတယ်ပြီးတော့ စတက်ချာခြင်းမလေးတော့ကိုအနှုတ်ကိုလည်း ECU ကထုတ်ပေးတာဖြစ်တဲ့အတွက်သူဆက်နှိုးသွားတဲ့အခြေအနေပေါ့နော်ဆက်တစ်ခါနှုတ်ပြီးသွား stock lock ကိုဖိထားလဲဒါအလုံးမလုပ်တော့ဘူးပေါ့နော်ဒီ relay ကိုအနှုတ်ထုတ်မပေးတော့ဘူး ECU ကနေပြီးတော့အဲ့အချိန်မှာညာသိပြဿနာပြောမှဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့မဖြစ်လဲဆိုရင်တော့ဖွင့်လိုက်တယ် brake ဆွဲလိုက်တဲ့အခါမျိုးမှာဆိုရင်တော့ဆက်တော့တန်းနှိုးသွားတယ်ပေါ့နော်ဘာကြောင့်လဲဆို stock clock ကနေတော့ very much ပြဿနာတော့တက်လဲဆိုလို့ရှိရင် click 150လို့ smacky ဘီးရင်မှာကျတော့ ပြဿနာတက်တယ်အဲ့လိုမျိုးခလုတ်ရေဝင်ပြီးရေဝင်သွားပြီဆိုလို့ရှိရင်စတက်မရတော့တဲ့ဟာမျိုးတွေဖြစ်တယ်သူကဘာကြောင့်အဲ့လိုမျိုးဖြစ်တယ်လဲဆိုဟိုကလစ်150တွေမှကြတော့နှစ်ပိုင်းလုံးလောက်တာဟိုပရမတို့တို့ဒီ smoky ဖွင့်ဖို့အတွက်ခလုတ်ကိုတစ်ချက်နှိပ်လိုက်တယ်နှိပ်ပြီးရမှ smoky ကိုလှည့်ဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့အခါမျိုးမှာဒါဖွင့်ပြီးသွားဆိုမှနောက်တစ်ခါ stand note ဖို့တော့ stock clock ကိုနှိပ်တယ်ပေါ့နော်အဲ့တော့ stand note ဖို့တော့နှစ်ခါလောက်လုပ်ရတယ်အဲ့ဒီအချိန်မှာဟိုရေဝင်းသွားတဲ့ ရင်ဝင်ပြီးကတ်နေတဲ့ရှင်မျိုးမှာသူ့ရဲ့ function ကတခုပဲလုံးလုံးနဲ့ဖြစ်တဲ့အတွက်တော့ stack နှုတ်လို့မရတော့ဘူးပေါ့နော်။ဒါကြောင့်ရင်ဝင်တဲ့အားလေးရတဲ့ဒီလိုမျိုးကြောင်းတတ်တယ်ဆိုတာလေးကိုပြပြတာပါ။ရိုးရိုးပြီးတဲ့အနေနဲ့ကတော့ဗားရီ GPU site တင်လဲဆိုလို့ရှိရင်ရေဝင်အဲ modern ဆိုလို့ရှိရင်ဒီ socket တွေရေဝင်လို့ရှိရင်အဲဆက်မပါတာဆက်ထစ်တာဆက်ခုန်တာမျိုးတွေဖြစ်မယ်နောက်တစ်ချက်ကပေါ့နော်ရိုးရိုးတရုတ်ပြီးအများစုတွေပြီးတော့ယူရီးယားထဲမှာဆိုလို့ရှိရင် Honda လို့ အဲဟိုနဟန်ထွက်လို့ဟာမျိုးတွေပေါ့နော်ဒီဘက်ကွိုင်ချန်းထီစီမြောက်တဲ့ဘီမျိုးတွေမှာကြတော့ဘာတွေဖြစ်တယ်လဲဆိုအဲ့ဒီတည်ရည်စည်းတွေခြောင်တာပေါ့နော်တည်ရည်စည်းခြောင်တဲ့အခါမှာအဲ့ဒီနေရာနေပြီးတော့ရေဝင်းပြီးတော့ကွိုင်ချုံးတဲ့ပြဿနာမျိုးတွေလည်းကျွန်းသွားတတ်တယ်။အဲအဓိကကတော့ကြောင်သားတော့ဒီပလက်ပေါ့နော်အဲ့ဒီပလက်ခေါင်းပေါ့နော်စေးနံခေါင်းပေါ့နော်အဲ့ဒါမှခြောင်ပြီးတော့ဒါအိုင်နေတဲ့ဖြတ်မောင်းလို့ရှိရင်ရေဝင်းပြီးတော့ကြောင်နိုင်မှုတွေအဓိကကတော့မိုးရင်းတွေမှာဆိုရင်တော့ဝါယာလွတ်တဲ့ပြဿနာတွေကတော့တော်တော်ကျွန်းသွားပါတယ် ို socket တွေထဲမှာပထမဖုန်တွေကဝင်ထားတယ်ရေတွေထဲဝင်လိုက်တဲ့အခါမျိုးမှာဟိုရှင့်ပုံစံမျိုးတွေဖြစ်သွားပြီးတော့ဟို wire short ကျပြီးတော့ဗောနော်ဒါဟိုဆက်မပါတာတွေ plumb me တန်းတာမျိုးတွေအဲဒါမျိုးတွေလည်းဂျုံသွားတတ်တယ်ဗောနော်အဆိုတက်ကနေပြီးတော့ဟိုအက်တွေဖြတ်ဝင်ပြီးတော့ကျောင်းတာမျိုးတွေဒါမျိုးတွေလည်းရှိတတ်တယ်ဟို6ဝိုင်းတော့ကောင်းတယ်ဗောနော်ကိုယ်ချက်ချင်းကောင်းတယ်ဆိုရင်တော့ဒါတွေသေချာဖြုတ်ဖြုတ်ပြီးတော့ပြောင်းစေးစေးပြီးရမှစနစ်တကျပြန်ပြီးတော့တက်ဆင်ရမယ်ဗောနော် ရေဝင်တဲ့ပြဿနာဒါတွေကြုံရတဲ့တဲ့အဲ့ဒါတော့ထားပါတော့ရေဝင်တဲ့ပြဿနာပေါ့နော်ဟိုရေနစ်သွားပြီးတစည်းလုံးဆိုင်ကရေနစ်သွားပြီးဆိုရင်ဘာအပိုင်းတွေထိလုတ်တင်လဲဆိုနံပါတ်1ကတော့ဒီ wiring mind တွေကို6တွေ့ရောင်း socket တွေ6အောင်တော့ဒါအရင်ဆုံးလုပ်ရမယ်အဲနောက်တစ်ဆင့်က engine wiring တဲ့ထိရေဝင်မှာဖြစ်တဲ့တော့ engine wiring တွေလဲရမယ်ပေါ့နော်ဒါရိုးရိုးပြီးတော့ပြောတာပါ engine wiring တွေလဲရမယ် laser port တွေတစည်းလုံးမြုပ်ပြီးဆို carburetor တွေဆေးရမယ်တိုင်ကီတွေဆေးရမယ်ပြီးရင်6အောင်နေဘူးတွေပါလှမ်းရမယ်ပေါ့နော်အစိုးရလုံးလုံးပြောင်းတွေထိ လေးစစ်ဖို့တွေချီကျွန်တော်ထုတ်ပြီးတော့စစ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုရင်တချို့ရှိတယ်ရေဝင်တဲ့ကာပရီတာလေးတွေလောက်တော့လေးစစ်ဖို့ကနေတစင်စိတ်ဝင်တာမျိုးတွေရှိတယ်။ဒါကြောင့်လေးစစ်ဖို့တွေတိုင်ကီတွေစီပိုက်တွေစီစစ်တွေရစားပြီးတော့အကုန်လုံးတတိချာချာပြန်ပြီးတော့လုတ်ဖို့လိုတယ်ပေါ့နော်ဒါတော့ရင်းနစ်တဲ့ဘီးတွေအတွက်ပြောတာပါဘာနင်းတွေလည်း6ထူအောင်လုတ်ဖို့လိုတယ်အင်ဂျင်ဝိုင်းလဲဖို့လိုတယ်နောက်တစ်ချက်ကတော့ချက်ချင်းပြုတ်ပြင်ဖို့လိုတယ်ဘာကြောင့်လဲဆိုရှင်ရေဝင်တာကိုကြာကြာထားလိုက်တဲ့အခါမျိုးမှာဟာငါအေးဆေးမှာပေါ့နော်နောက်တစ်လကြာမှပြင်မယ်နှစ်လကြာမှပြင်မယ်ဒီလိုမျိုးလှိုင်းလှိုင်းတို့ရှင်ရင်ဘာတွေဖြစ်တတ်လဲဆိုရင် ဟို slit တဲ့တန်ကြီးတဲ့ water မျိုးတွေဘာတွေတန်ကြီးတတ်ပြီးတော့ engine ဖြန့်ပြရတာမျိုးတွေကြုံရတတ်တယ်ဒါကြောင့်ဟိုရေမိုးမီတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်တစ်စိမ့်သုံးရေနစ်ခဲ့တဲ့ cycle တွေမျိုးဆိုရင်တော့ချက်ချင်းပြုတ်ပင်မှုလိုပါတယ်နောက်တစ်ခုပြောချင်တာ clip auto bee တွေပေါ့နော်ဟိုတချို့ကြုံရပါတယ် auto bee တွေရေနစ်တယ်သူတို့ကဘာတွေပြင်လိုက်တယ်ဆိုတော့အကုန်လုံးတော့လုံးလိုက်တယ်ပေါ့နော်တန်ကြီး wiring line တွေဒါတွေအကုန်လုံးဆေးကျောလိုက်တယ်အဆင်ပြေတယ်ပေါ့နော်အဲ့မှာသူအမှတ်တမှတ်တတိမထားမိတာဒါကျွန်တော်တို့ဆိုင်အောင်လဲမကြာခဏရောက်ရောက်လာတော့ဒါလေးတွေတတိပေးတာကွာ ဟို crown line ပေါ့နော်သူ crown စီလည်းဖောက်လည်းမချဘူးအစ်တလည်းမလဲဘူးဖြုတ်လည်းမဆွေးဘူးပေါ့နော်ဖောက်ချပြီးတိတ်လိုက်ရင်တော့ခံစားသေးရပေါ့နော်သူအဲ့ဒီအတိုင်းပဲအသုံးပြုလိုက်အသုံးပြုလိုက်တော့ဘာဖြစ်သွားလဲဆိုတော့အထက်မှာ C နဲ့ရေနဲ့ရောပါတယ်အဲ့ဒါတွေကနေပြီးတော့တစင် crown နဲ့တန်ကြီးတွေတက်တယ်နောက်ဆုံး body ပြတ်ကြတယ်အဆင့် ठी ဖြစ်တယ်ပေါ့နော်ဒါကြောင့်အတက်နိုင်ဆုံးကတော့ဒစည်းလုံးရေနစ်ခဲ့ပြီးဆိုရင်တော့ဘာရင်းပိုင်းရောဘာရင်းပိုင်းကိုလည်းတေချာ6တွေ့အောင် လောက်ရမယ်ပေါ့နော်နောက်မှဆိုရင်ရေရနေပြီးတော့အစိုးရတွေကနေကျွန်တော်ပြောလို့ဖုန်တွေနဲ့ရှင့်နေဖြစ်ပြီးတော့ short ဖြစ်ပြီးတော့အဲ ECU လေ့ထာမျိုးတွေဂျုံရမှာဆိုလို့ပါနောက်တစ်ခုကတတိယချာချာ coin ဆိုလဲ coin chain တွေကိုဖြုတ်ပြတဲ့အချိန်ဟို service လုပ်ပြရမှာပြန်ပြီးတော့အသုံးပြုစေခြင်းလဲပေါ့နော်ဒီ crown line တွေဆင့်မယ် barring line တွေ c line တွေပေါ့နော် c တွေဆိုတော့တန်ကြီးတွေထိဝင်နေတဲ့တန်ကြီးတွေကို၆တွေ့တွေထိနောက်မှဆိုရင်အဲ့ဒီ c ငွေရဟိုအဲ့ဒီ sorry ရေငွေရပေါ့နော်အဲ့ဒီရေငွေရပြန်ပြီးတော့ဒါ ဒုက္ခပေးနိုင်ပါတယ်နောက်တစ်ခုကတော့ဟိုအော်တိုဘီးတွေပေါ့နော်ဒီဂျစ်တယ်တိုင်ခွင့်ဖြစ်တဲ့ဘီးမျိုးတွေမှာဆိုလို့ရှိရင်ရေးတစ်စီးလုံးရေမြုပ်သွားပြီဆိုရင်နံပါတ်1အနေနဲ့ဘက်ထရီကိုဖြုတ်ပုံနော်ဘက်ထရီဖြုတ်ထားပြီးတော့ဆာဖစ်လုပ်ပြီးမှအကုန်ပြန်ခွင့်ပေးတချို့ဆိုရင်ဟိုရေနစ်ထားတာကိုရမလားဆိုပြီးတော့တော့ဖွင့်တယ်တော့ဖွင့်ပြီးတော့စမ်းကြည့်တာတွေရှိတယ်နှိုးကြည့်တာတွေရှိတယ်အဲ့လိုမျိုးတွေလုပ်လို့ရှိရင်အဆင်မပြေပါဘူးတိုင်ခွင့် short ကြောင်းဒါလုံးလုံးလောင်းသွားတာမျိုးတွေဖြစ်တတ်တယ် ဲ့ချင်းကြမှာ point ထကျွန်းဝါဒါမျိုးဖြစ်တတ်တယ်ပေါ့နော်ရင်းနှစ်ပြီဆိုလို့ရှိရင်နှစ်တအတိုင်းပဲအဲစာပစ်လုပ်ဖို့ပဲအရင်ဆုံးဦးစားပေးပေါ့နော်ကြားထားရင်တန်ကြီးတထားလေး slit ထိတာမျိုးတွေကျွန်းဝါတတ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုတော့ဒါ morning လဲနေလာပြီဆိုတော့မကြာခဏဆိုင်မှာကျွန်းဝါတာလေးတွေကို sharing လုပ်ပေးတာပါ online class တက်ချင်တဲ့ညီကိုတွေကလည်းဆိုင်ကနေပညာဆွေးဝင်သားသူများဆိုတော့ page မှာပဲဖြစ်ဖြစ်ခု TikTok account မှာပဲဖြစ်ဖြစ်ပေါ့နော် message box မှာဆက်သွယ်ပြီးတော့တက်ရောက်လို့ရပါတယ် online class မှာလည်း knowledge sharing တွေအများကြီးရပါမယ်ပေါ့နော် knowledge sharing တွေတောက်လျှောက်လုပ်နေပါတယ်